အမှုပညာရေးချင်းနဲ့ပါရမီဆိုတာကတော့ပင်ကိုဗီဇာမှာစီစဉ်နေတဲ့အရာတွေပါလူကျန်းမင်းသားကြီးတွေဟာတာကျုပ်ဆောင်နေဆိုတာကလည်းခေါင်းဆောင်မင်းသားမင်းမီးတွေလောက်ပြည်သက်ရဲ့ချစ်ခင်အားပေးမှုအတိမတ်ပြမှုကိုရရှိသည်ဖြစ်စေမရရှိသည်ဖြစ်စေတက်ဆွမ်းသလောက်အမှုပညာနဲ့အမြဲဖြောပြနေတယ်လို့တာသမီတွေကိုပါ အနုပညာအမွေပေးတတ်ပါသေးတယ်။ဒီကနေ့မှာတော့ဆယ်လီပီဒီယာမြန်မာကနေချစ်ဆရာကောင်းတဲ့တာသမီအချောလာရဲတွေကိုပန်ဆိုင်ထားတဲ့လူချမ်းတယောက်ဆောင်တွေဟာတာတယောက်ဆောင်တွေကိုဖော်ပြပေးသားမှာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ကိုတောင်းဆိုချင်ပါတယ်။တန်တန်ဆိုနာမည်ကျော်ဇပ်ပုတယောက်ဆောင်တအုပ်ဖြစ်တဲ့ဒေါ်တန်တန်ဆိုကတော့ MRTB 4ဇလန်တွဲတွေမှာမကြာခဏတွင်မြင်လေးရှိရတဲ့ရှင်မွေလာရဲ့မိမိဖြစ်ပါတယ်။ ပရိသတ်အစ်တော်ရှင်မွေလာကတော့အခုရွှေရဲကမိခင်ဖြစ်သူလို့ပဲတရုတ်ဆောင်လောကမှာအထင်ကရတဦးဖြစ်နေပြီးခေါင်းဆောင်မင်းသားတယောက်ဖြစ်တွေ့မြင်ရမယ်လို့လည်းမျှော်လင့်ပါရယ်နော်ခင်လိုက်ဇပိုတျိုးဆောင်တဦးဖြစ်ပေမဲ့ဆွဲဆောင်ရအနုပညာရှင်တဦးဖြစ်တာကြောင့်မင်းသားမင်းကြီးတွေထက်တောင်ပြိသက်အားပေးမှုကိုရရှိထားတဲ့ဦးခင်လိုက်ရဲ့တာသမီချော်လေးတွေကိုမတိရတဲ့သူတို့ရှိမယ်မထင်ပါဘူးနော်။ အဖေ့ကြီးအောင်ကိုနင်းပြီးတော့နှုတ်ပညာလမ်းကြောင်းပေါ်ကိုရှောက်လန်းနေတဲ့တယောက်ဆောင်နေရဲနဲ့ချစ်စရာကောင်းတော့နဲ့သမီးချော်လေးတစင်ထွန်းမြင့်တို့ကိုပိုင်ဆိုင်ထားတာပါကိုကိုဦး လူကျဲမင်းသားကိုကိုဦးရဲ့တားကြောလေးဖြစ်တဲ့တရားအောင်ကတော့ဖခင်ရဲ့ခြေအကုံနေုံနေမကပဲဖခင်ဖြစ်သူထက်တောင်းပုံမအောင်မြင်လူကျဲများတဲ့လူပညာရှင်တဦးဖြစ်လာဖို့အလားအလာတွေလည်းများစွာရှိနေပါတယ်။အကယ်ဒမီရွှေကျူမာရဲကချောမောတဲ့ရွှေရည်လေးကြောင့်လူတင်များခဲ့ပြီးအခုချိန်မှလည်းပြိသက်နဲ့အားပေးဝန်းရံမှုတွေအနုပညာလှုပ်ရှားမှုတွေကိုစက်တိုက်လှုပ်ဆောင်နေတဲ့တရားအောင်ကတော့ဖခင်ဖြစ်စေခြင်းသလိုခေါင်းဆောင်မင်းသားကြီးအဖြစ်မြင်ရတော့မှလားဆိုတာကတော့အဆောင်ကြီးရမှာပဲဖြစ်ပါတယ်။မွန်ကြီးမင်းလိုက် ဇလန်တွဲပြိသက်တွေအနေနဲ့ကတော့နက်လူချိုအမဇလန်တွဲကသီရီလေးနဲ့ဆင်းကြမယ်လို့မထင်ပါဘူးနော်ဒီဇလန်တွဲအပြင်ရာတော့မော်ကွန်လင်းကချီရပါတော့နှွေအစားရှိတဲ့နာမည်ကျော်ဇလန်တွဲတွေမှာလည်းပါဝင်တူးဆောင်ထားသေးတဲ့တယုတ်ဆောင်ရှင်မင်းထူကတော့နာမည်ကျော်ဟာတာတယုတ်ဆောင်ဦးမွန်ကြီးရဲ့သမီးဖြစ်ပါတယ်ဥမ္မကြီးကတော့ရုပ်ရည်ချောမောယုံနာမကအမှုပညာအမွေကိုပါအပြေဝဆက်ခံတဲ့သမီးကျော်လေးကိုပိုင်းဆိုင်ထားတာပါမေမေ နိုင်ငံသားမင်းသမီးလေးလို့ဆွဲဆောင်မှုရှိရှိနဲ့လှလုံးတဲ့သမီးကျော်လေးကိုပန်းဆိုင်ထားသူနောက်တဦးကတော့လူချမ်းသျှောက်ဦးမင်းမင်းဖြစ်ပါတယ်။မကြသေးခင်အားမှာသမီးဖြစ်သူစင်စနာရဲ့ပုံရိပ်လေးတွေရှေးပန်းဆလာခဲ့တာကြောင့်အမှုပညာလမ်းကြောင်းပေါ်ကိုရှောက်လန်းဖို့စိတ်ဆန္ဒရှိရလို့လည်းသိရပါတယ်။လူချမ်းသျှောက်ကြီးဦးမင်းမင်းရဲ့အမှုပညာသွေးတွေကတော့စီးဆင်းနေရကြောင့်သမီးကျော်လေးတရအောင်မြင်တဲ့သျှောက်ဆောင်တရဖြစ်လာဖို့ကိုမျှော်လင့်နေပါတယ်နော်။ ဟုတ်ကဲ့ပါရှင်အခုဖော်ပြပေးခဲ့တဲ့ဇပိုတေဥဆောင်တို့ရဲ့တာသမီချွန်လေးတွေကလည်းမိဘချီအားကိုနည်းမဲ့ရှေးရှောက်ဥနည်းပညာခရီးမှာမိဘတွေညှော်လင့်တဲ့အတိုင်းအောင်မြင်မှုတွေကိုစခုနိုင်ကြပါစေလို့ Celebrity မြန်မာကနေစုံမကောင်းတောင်းပေးလိုက်ပါရယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရယ်အားလုံးပဲပျော်ရွှင်ပေနေ့ရက်လေးတွေကိုပန်းဆိုင်နိုင်ကြပါစေရှင်